အင်ဂုတ်ဒရနိကေနေပတကမဝေသုံးမြမတုတ်ပြန်တို့မိမိအိမ်၌အမိအဖာတို့ကို ပူဇော်သော အမျိုးသားအမျိုးသမီးတို့သည်မြမရှိသည်မိကုန်၏ပြန်တို့မိမိအိမ်၌အမိအဖာတို့ကိုပူဇော်သောမျိုးသားမျိုးသမီးတို့သည်လက်ဦးဆရာရှိသည်မိကုန်၏ပြန်တို့မိမိအိမ်၌ အမိအဖအားတို့ကို ပူဇော်သော အမျိုးသားမျိုးသမီးတို့သည်အိမ်ဦးနံရှိသည်မိကုန်၏ယန်းတို့မိမိအိမ်၌အမိအဖအားတို့ကိုပူဇော်သော အမျိုးသားမျိုးသမီးတို့သည် အဝေးမှဆောင်အပ်သော အလှကိုခံထိုက်သော အလှကံရှိသည်မိကုန်၏ယန်းတို့မြမဟူသောဤအမိသည် အမိအဖအားတို့ဤအမိသည် ယန်းတို့လက်ဦးစရာဟူသောဤအမိဒီအမိအဖာတို့ဤအမိဒီယန်းတို့အိမ်ဦးနှံဟူသောဤအမိဒီအမိအဖာတို့ဤအမိဒီယဟန်းတို့အဝေးမှဆောင်၍လှူအပ်သော အလူကံဟူသော အမိဒီအမိအဖာတို့ဤအမိဒီထို့သောအမိရာချင်းသည်အဘဲကြောင့်ဤခုမူယန်းတို့ မိအဖာတို့သည်တာသမီတို့အားများသောကျေးဇူးရှိကုန်၏အသက်ကိုဆောင်းရှောင်းတတ်ကုန်၏ကျွေးမွေးတတ်ကုန်၏ဤလောကကိုညွန်ပြတတ်ကုန်၏ဟု မိန်တော်မူ၏အမိအဖာတို့ကိုသားသမီးတို့ဤမြမာဟု၍၎င်းလက်ဦးဆရာဟု၍၎င်းဆိုထိုက်ကုန်၏အဝေးမှဆောင်း၍ လူအပ်သော အလူကံတို့ဟုဆိုထိုက်ကုန်၏အမိအဖားတို့သည်သားသမီးတို့အားအစဉ်တနာထက်ကုန်၏ထိုကြောင့်သာလျှင်ပညာရှိသားသမီးသည် ထိုအမိအဖားတို့ကိုရှိလေခိုးရ၏သမီးဖြင့်၎င်းထိုပြင်အဖျော်ယမကာဖြင့်၎င်းအဝိအယုံဖြင့်၎င်းအိယာနေယာဖြင့်၎င်း အမွေးနန်သာ လိမ့်ကြံပေးခြင်းဖြင့်၎င်းရေချိုးပေးခြင်းဖြင့်၎င်းခြေဆေးပေးခြင်းဖြင့်၎င်းအယိုသေးပြုလျက်ပူဇော်ရာဤအမိအဖာတို့၌ထိုသို့လုံကျွေးမွေးမြူခြင်းကြောင့်ထိုသာသမီကိုယခုဘဝ၌မိပညာရှိတို့သည်ချီးမွမ်းကြကုန်၏ထိုသာသမီသည်တမလွန်ဘဝ၌လည်းနတ်ပြည်၌ ငွေလျော်ရလေသည်တတိယတော့